ဆက်ကြတယ်။ဟောဆရာအနတ္တလက္ခဏာတော့ပါ။ဘာမှအနတ္တလက္ခဏာမဟုတ်ပါဘူး။အဲ့မျက်စိကိုဒါလေးမိထားမယ်။ရရတော့တို့မျက်စိမိမ့်မိမ့်ဖွင့်ဖွင့်ပေါ့ဆိုတာဒီထားတဲ့အချက်ကိုလောက်ကြအောင်လင်းချင်အောင် ားတုံးပါလေတို့ကပေါ့ဒီမျက်စိပေါက်နားပေါက်နှာခေါင်းပေါက်ရှာပေါက်ကိုပေါက်ဆိုတဲ့မနှောပေါက်ဆိုတဲ့ပေါက်၆ပေါက်ပါဒီအာယုန်လာတိုက်တိုင်းပေါ့တတိထားချက်အောင်လို့ကလေ့ကျင့်တာကိုကျွန်တော်တရားအထုတ်တယ်လို့နားလေရတယ်ကျွန်တော်မျက်စိမိတ်ပြီးတော့မလှုံမတရားအထုတ်တယ်လို့ထင် ော့မျက်စိပွက်သားရဲ့တို့ကဟိုပြောရင်တော့ဒီအစင်းအာယုတို့အတန်းအာယုတို့မှာအနာအာယုတို့မှာတို့ဒီမသားတတ်ဘူးပေါ့။ဒါကြောင့်ကျွန်တော်မှတို့မာစီစီရော်ကြီးပေါ်လာရောမှမြင်မြင်နဲ့မှတ်ကြားရင်ကြားတဲ့မှတ်ဆိုတော့မှာဒါမြင်နှုံးကြားတော့မှလည်းဒါတရားပတ်လို့ရတယ်တရားရှိလို့ရတယ်ဆိုတော့ဒါလူတော်တော်များများသိလာတာပေါ့။အရင်တော့ဆိုရင်ဒါမျက်စိဖွင့်လာတော့ တရားရှိမဲ့အရာကောင်းတယ်လို့တော့မထင်ဘူး။မျက်စိမိတ်ပြီးတော့မှတိတိပင်အောင်ဝါရမေအောင်သွားပြီးတော့မှတရားရှင်ရှေ့ရောက်တော့မှမလုံမကုတ်ပဲနဲ့နေနိုင်တော့မှတရားမှတ်ကောင်းတယ်လို့ပြောတာထင်တယ်။တရားရှိကောင်းတယ်လို့ထင်တယ်။အဲ့မှာကြွေတရားအားထုတ်ဆိုရင်တော့ဘယ်လိုပြောလဲဆိုတော့ဒူးနာနေလို့ဒါမှမဟုတ်ကျမကြာကြာမထိုင်နိုင်လို့ဆိုတော့တို့က ဒီတရားภาวนาလုပ်နေကြတော့မျက်စိမိတ်တာနဲ့မလှုပ်တာနဲ့ကြတော့တွဲမြင်တာပေါ့။ဟောတကြီးရင်ဒါတရားภาวนาလေးပွားများအားထုတ်စေတော့ဘာလို့ပြောလဲဆိုတော့အဲ့လိုပေါ့။ဒီမှာကြာကြမထိုင်နိုင်ဘူးလို့အဒုနာရဲလို့ဆိုတော့သူကအဲ့တော့စပြီးတော့ပေါ့ဒီတင်ညာဝဒီတရားအထုတ်လာတဲ့ပတ်သက်ပြီးတော့ဒါလွဲနေတာ ဒါကြောင့်မို့လို့ကတရားနာရတယ်ဆိုတော့တရားမနာရင်တို့ကတရားသူတည်းဆိုတဲ့အတိမှလည်းတို့ကလွဲနေတာပေါ့။အဲ့ဒါမဲ့နားလည်ရမှာတရားသူတည်းဆိုတာတည်ထားနေတာ။တည်ထားတဲ့ခါမှလည်းတို့ကနှစ်ပိုင်းရှိတာပေါ့။အာယုံဘက်ဘိုင်းကိုတည်ထားတာမျိုးလည်းရှိမယ်။အင်းအာယုံ လာတိုက်တော့မှာပေါ့ဒီရှေးစိတ်နောက်စိတ်စားသူနေလဲဆိုတာတွေပညာဝေဒနာပေါ်တာတွေကိုသတိထားရတယ်ရှိမယ်ပေါ့အာယုဘမှာလည်းကျွန်တော်အတိမှအောင်ကြိုးစားရမယ်သတိထားတတ်အောင်ကြိုးစားရမယ်အာယုလာတိုက်တော့မှာဖြစ်ပေါ်လာတဲ့ရှေးစိတ်နောက်စိတ်ပေါ့ဝေဒနာပညာပေါ့ဒါတွေဖြစ်ပေါ်မှုဘိုင်းကိုလည်းကျွန်တော်ကမှန်တိုင်းသိအောင်သတိထားမိအောင်လို့ကြိုးစားရမယ်ပေါ့ကြိုးစားတာဗရိယာပေါ့ တော့မလွတ်မပုတ်ပဲနေနေနိုင်အောင်ကြိုးစားတာပဲတို့ကဝရိယလို့ထင်နေတာဟုတ်လေအဲ့ဒီ ద్వార ချောက်ပေါက်မှာအာယုန်လာတိုက်တိုင်းတိုက်တိုင်းသတိပြုမိအောင်ကြိုးစားနေတာကအဲ့ဒါဝရိယအဲ့ဒီထားနေတာဟာတရားအလုံးကိုစပြီးတော့ ါမဲ့ဒါတော့တတိကဒါတော့တမာတိမဲ့ကင်ပဲဖြစ်သေးတယ်။ဒါတတိထားနေတာဟာတမာတိတရားလုံးလို့နားရတယ်။ရွာတတိထားနေတာ ਨੇ ဒါတော့ဝိပဿနာလုံးလို့ထင်တာပေါ့။ရှုတယ်မှတ်တယ်ဆိုတာ ਨੇ ဒါတော့တတိဝိပဿနာလုံးလို့ထင်တာပေါ့။အမဟုတ်ကြရတော့ဤတရား ਨੇ ပြောမယ်ဆိုရင်တို့ကပညာမဲ့ကင်နှစ်ပါးမပါရင်ဝိပဿနာမထိုက်ဘူးလို့ဆိုတော့တတိထားနေတာ ဒီဝိနေထွက်တယ်ဆိုတဲ့အာယုံပေါ်မှာစိတ်ကိုထားနိုင်တာတွေကမလားဝိပဿနာမဟုတ်ဘူးဝိပဿနာဆိုတာကကျွန်တော်တို့ကပညာမဲ့ကြီးနှစ်ပါးပါတယ်ဇာတိစိမတမာဒိဋ္ဌိနဲ့တမာတင်ကပ်ပါဒါကြရတယ်တော့တိတလူလူနဲ့ဟာဓမ္မဒိဋ္ဌိဓမ္မတိကပ္ပဆိုတာမှန်စွာဒိဋ္ဌိဆိုတာမြင်တာဓမ္မတိကပ္ပဆိုတာမှန်စွာစဉ်းစားတာတုံ့တက်တာဆိုတော့ မှန်စွာတိတယ်မှန်စွာတုံးတက်နိုင်တယ်ဆိုတာပြင်ကြားမှတော့ဒီဖရာဟောတွေဘောနာကြားမှမှန်စွာတုံးတက်တာတုံးတက်နိုင်မှာပေါ့ခုတရားစားထိုင်တဲ့လူကမင်းဘယ်ဘောမှာထိုင်လဲဆိုကျမ်းပြဘောမှာထိုင်နေပဲပြောပါဒါမို့လဲကိုယ်စောဘောမှာထိုင်တာပဲပြောပါအဲလိုကျမ်းပြနဲ့မာရာနဲ့တို့မကွဲဘူးဒီကတို့ကကျမ်းပြကိုသိနေတာမဟုတ် တင်မာနဲ့ ठी နေတာကမာရနဲ့ပဲ ठी တာဒါမို့လေခေါ်စောပေါ်မှာထိုင်နေရဆိုရင်ကျွန်တော်ပြောတာနဲ့ပဲ ठी နေတာဆိုတော့မာရပြောတာနဲ့ ठी တယ်လို့မသိဘူးငါရမ်းမြင့်ပေါ်မှာထိုင်နေတယ်ခေါ်စောပေါ်မှာထိုင်နေတယ်ဒီလိုပဲ ठी နေတာတော့တမာဒိဋ္ဌိဆိုတာမှန်ကန်တဲ့အသိပေါ့နားလည်မှုဒါဒီ OG ဒေါ်ဆိုတာနဲ့ကတော့ ခွေးလို့တခါတည်းတည်ပြီးသားပြီ။ဒါအင်္ဂလိပ်စာတင်ထားရတယ်ပေါ့။အင်္ဂလိပ်စာမတင်ထားလေတော့အောက်ဤဥစ္စာနဲ့တော့ကြက်လို့တည်ပြီးသား။တနည်းအားဖြင့်အဲ့လိုတည်လိုက်တာကသူကတင်ညာရဲ့ချယ်လေတဲ့ပေါ့။တင်ညာဘာသာပြန်ပြီးတော့မှတည်လိုက်တဲ့အသည့် အဲ့ဒါတော့အောင်ယူနဲ့အောင်ယူအတန်နဲ့ကျက်ဆိုတဲ့တတ္တဝါနဲ့မကွဲဘူးပေါ့ဒီယူဂျီတော့ဆိုတဲ့အတန်နဲ့ခွေးဆိုတဲ့တတ္တဝါမကွဲဘူးပေါ့သမယာဒီနဲ့ကျတော့ချင်တာနဲ့မကွဲဘူးပေါ့ဂျမ်းနေနဲ့ကျတော့မာနာနဲ့မကွဲဘူးဖြစ်နေတာပေါ့ဓမ္မဒိဋ္ဌိဆိုတာအပြင်းရပြမတ်ကိုပိုင်းခြားပြီးတော့ဤတာပေါ့တနည်းအားဖြင့်အာယုနဲ့စိတ်ပေါ့ အာယုတ်နဲ့နံပေါ့အကြောင်းနဲ့အကျိုးပေါ့ဒါတွေကိုပိုင်းခြားပြီးတော့တိတာဒါပတင်ကြားသားဘူးဆိုရင်ခံစားရင်လည်းဒါငါပဲခံစားရတယ်လို့ထင်တာဝေဒနာခံစားရတယ်လို့မသိဘူးညင်လည်းငါမြင်တယ်ပဲထင်တာစကုဝိညာဉ်ကမြင်တယ်ဆိုတာဖះဟောမှဖះဟောတွေကိုတင်ကြားမှတို့စကုဝိညာဉ်ကမြင်တယ်ဆိုတာကိုနားလည်မှာ နားလည်းမလဲသူကအဲ့ဒါတွေကိုတတိထားမိလာပါဘူး။ဒါနားမနဲ့ပဲနဲ့တို့ကရှုမှတ်နေတော့မဖြစ်လဲဆိုတော့ပြည့်ညက်တွေကိုပဲအရှိထင်ပြီးတော့တို့ကတတိထားနေလာ။ဝိလိထွက်တွေအားစကျွန်တော်ကတကယ်တော့ဝိလိထွက်တွေမဟုတ်ဘူး။ထိတာတောနာတွေပဲဖြစ်နေတာ။အတိရတော်နာရီ ဇက်တိုက်ဖြစ်နေတာဝဲကျွန်တော်တို့ကဝင်လေလို့တတ်မှတ်လိုက်တာကျွန်တော်တို့ကတတ်မှတ်တာတော့မဟုတ်ဘူးတင်ညာကတတ်မှတ်လိုက်တာဟောတိဒါတောနာတိုက်တာတွေကပရမတ်ဒါကိုဝင်လေလို့တင်ညာကတတ်မှတ်လိုက်တာကပြညာပေါ့ရှင်တဲ့တော်လေးကပရမတ်ရှင်တော်တမယာတိလို့လှုပ်လိုက်တာကပြညာပေါ့အောက်ဒီဩစရတံကပရမတ်ပေါ့တမဲလို့တိလိုက်ရင်သူကပရမတ်ကိုတိတာပေါ့ တန်မဲမဟုတ်ပဲနဲ့ဒါဟာကြက်ပဲတတ္တဝါပဲလို့ယူလိုက်တာကတော့ပြင်းညာယူကြည့်တော့ဆိုရင်အေးသွားအတန်မဲလို့သိလိုက်ရင်ဒါပရမတ်ကိုသိတာပဲယူကြည့်တော့ဆိုတာခွဲပဲတတ္တဝါပဲလို့သိလိုက်တော့ဒါပြင်းညာသမတ်ချက်ကိုသိတာဖြစ်သွားတယ်ဒါတော့ခုအတန်ကြားနေတယ်ဆိုရင်တော့အတန်မဲသိရတယ်ဒါပေမဲ့အဲ့အတန်ရဲ့နောက်ဝင်မှယူကြည့်ရဆရာပြောနေတယ်ဆရာပါနေပုဂ္ဂိုလ်တယောက်ယောက်ပါနေတယ် တံမဲလို့မသိဘူးအတိုင်ရဲ့နောက်ွယ်မှာဆရာရှိတယ်အောင်ကြီးဥဆိုတဲ့အတိုင်နောက်မှာကြက်ရှိတယ်ယူကြည်တော်ရဲ့နောက်ွယ်မှာခွေးဆိုတဲ့တတ္တဝါရှိတယ်တံမယာဒီအချင်းနယ်ဆိုတဲ့အရာသာသဘောမဲ့ရဲ့နောက်ွယ်မှာတံမယာဒီဆိုတဲ့အလုံးတစ်လုံးရှိတယ်တဏှာပြင်ပေါ်တို့ကဒီပုဂ္ဂိုလ်တ attva ကိုအထိုင်သဘောတဏှာယံမှာရှိတယ်လို့ယူဆထားတယ်။အဲ့ဒါအယူမှားနေတယ်။အဲ့ဒီယူမှားကိုဒိဋ္ဌိလို့ခေါ်တယ် ဲ့တော့တမာဒိဋ္ဌိဆိုတာကဒီပညာမဲ့ခင်ဆိုတာတွေကအဲ့ဒီအယူမဒိဋ္ဌိကိုပြုတ်ဖို့ဒီတမာဒိဋ္ဌိဆိုတဲ့တမာတိကမဆိုတဲ့ပညာမဲ့ခင်တွေကိုတို့ကဖြစ်ပေါ်အောင်ပွားများအောင်တို့ပြုတ်လောက်ပါအပညာမဲ့ခင်ဆိုတဲ့ဓမ္မဒိဋ္ဌိနဲ့ဓမ္မတိကပ္ပောင်းလည်းတော့ပွားတတ်မှာတို့ကဝိပဿနာလမ်းကြောင်းတော့ရောက်တာ ဲ့တော့ဝါဝမြင်တာနဲ့ရွှေဖြစ်နေတယ်ဒါကြောင့်ဝါနဲ့ရွှေနဲ့မကွဲဘူးဖြစ်တယ်ပူရာနဲ့မီးနဲ့တော့မကွဲဘူးဖြစ်တယ်ဒီတဲ့သဘောနဲ့ရေခဲနဲ့တော့မကွဲဘူးဖြစ်တယ်။ဒီတဲ့သဘောကပရမတ်အေးရာရေခဲပဲလို့တတ်မှတ်လိုက်တာကပြညာ ပူတယ်တဘောလေးကပရမတ်ပူတာဟာမီးပဲဒီလိုတတ်မှတ်လိုက်တာကပြည့်ညံ့ ပရမတရားကိုသိဖို့ဆိုရင်တို့ကရှေးစိတ်လို့ခေါ်တဲ့ပေါ့ဒီမြင်ခိုက်ကြားခိုက်မှာထိခိုက်မှာတို့စပြီးတော့သတိပြုမိအောင်ယူစားတို့ကမြင်ခိုက်ကြားခိုက်မှာတို့ကသတိမပြုဘဲနဲ့တင်ညာကဘာသာပြန်ပြီးတော့မှတင်ညာကအိမ့်ပဲပေါ်ပြီးတော့မှတို့ကချွတ်မှတ်တတ်တော့

မင်းကချူရာဟာဒုတိဖြစ်နေတယ်ချူရာဟာတရားဖြစ်နေတယ်ချူရာဟာကြံဖြစ်နေတယ်တော့အဖက်လေးတစ်ဖက်စားလိုက်လို့တော့ခါသွားတယ်ဆိုရင်လည်းခါတာကပရမတ်ပဲအမင်းကခါတာကကြိုင်းကားလေးဖြစ်နေတယ်ခါတာဟာကြောင်ရှာလေးဖြစ်နေတယ်ခါတာဟာတမာဖြစ်နေတယ် ော့ခါးရဲ့နောက်ွယ်မှာပေါ့တမာရွက်ရှိနေတယ်ခါးရဲ့နောက်ွယ်မှာဂျိန်ကားဒီရှိနေတယ်ခါးရဲ့နောက်ွယ်မှာကြောက်ရှာဒီရှိနေတယ်ခါးရဲ့သဘောလေးပဲခုပေါ်ပြီးတော့ခုပြောက်သွားတာနောက်ွယ်မှာတမာဒီတမာရွက်ဂျိန်ကားဒီကြောက်ရှာဒီရှိဘူး အချင်းတဲ့ဘောလေးပြင်ရင်လည်းချင်းတဲ့ဘောလေးပဲဖြစ်တာပဲဒါပေမဲ့ချင်းတဲ့ဘောရဲ့နောက်ွယ်မှာတို့ကရှောက်တီးတွေရှိနေတယ်တမယာတီးတွေရှိနေတယ်တမယူတီးတွေရှိနေတယ်တို့ဒီဝယ်စုလိုက်တယ်ဆိုရင်လည်းသူကစေနာလေးကဒီအိုင်နဲ့တော်လာတိုက်တော့မှစေနာလေးကပေါ်ပြီးတော့လှူလိုက်တာဒါပေမဲ့တို့ကစေနာလေးရဲ့နောက်ွယ်မှာငါရှိနေတယ်တယောက်ယောက်ရှိနေတယ်ငါရဲ့စေနာသူ့ရဲ့စေနာဒီပုဂ္ဂိုလ်ရဲ့စေနာ ခံစားရရင်လည်းတို့ကဘောင်းသားလေးခံစားရရင်လည်းဒုက္ခဝေဒနာလေးပေါ်ပြီးတော့ခံစားတာဒုက္ခဝေဒနာလေးပျောက်သွားရင်ခံစားရရလည်းမရှိတော့ဘူးဘာမှအနှစ်သားမကြံဘူးဒါပေမဲ့တို့ကခံစားမှုရဲ့နောက်ွယ်မှာဝေဒနာရဲ့နောက်ွယ်မှာငါရှိနေတယ်ငါရဲ့ဝေဒနာဟုတ်လေပုံကူတယောက်ယောက်ရှိတယ်သူ့ရဲ့ဝေဒနာဟုတ်လေဝေဒနာကတော့စိတ်ထဲမှာဖြစ်တယ်ဆိုပြီးတော့တို့ကစိတ်ရဲ့ခံစားမှုလို့တို့ကသိတယ် မဟုတ်ဘူးစိတ်မပါဘူးသူကခံစားရတယ်ဆိုရင်ဝေဒနာပဲသူကစိတ်ရဲ့ခံစားမှုမဟုတ်ဘူးမာရဲ့ခံစားမှုမဟုတ်ဘူးသူ့ရဲ့ခံစားမှုမဟုတ်ဘူးဝေဒနာတက်တက်ပဲကြောင်တိုက်ဆိုင်ဝေဒနာလေးကပေါ်တယ်ခံစားတယ်ပြီးရင်ချုပ်ပြောက်သွားတယ်ပြီးရင်ဒါပဲဘာမှမချမ်းဘူးအဲ့တော့ဝေဒနာပြောက်သွားပြီမဲ့ဝေဒနာနောက်ကြယ်မှာတော်ရမာကြမ်းနေတယ်ငါငါရဲ့ဝေဒနာလေးပြောက်သွားပြီ ဟုတ်လေစိတ်ရဲ့ခံစားချက်တွေပျောက်သွားပြီ။သူကခံစားချက်တာပျောက်သွားရ။ဒီခံစားချက်ရဲ့နောက်ွယ်မှာရှိတဲ့စိတ်ကတော့မပျောက်ပြက်ဘူးဖြစ်နေတယ်။ဒါကိလေသာတွေထယ်လိုက်ရင်တော့မှသူကစိတ်ကြီးကကြံနေတယ်။ကိလေသာကင်းစင်တဲ့စိတ်ကလေးကတော့အဲထဲမှာရှိနေတယ်၊တည်နေတယ်။အဲ့ဒါဒိဋ္ဌိပေါ့။သူကအတွဲလိုက်ပေါ့လေ။ချုပ်ပျောက်သွား စိတ်နဲ့အတူဖြစ်တဲ့ဝေဒနာတွေတင်ညာတွေဆိုအတွဲလိုက်ချုပ်ပြောက်သွားတာအထိုင်သဘောဘာမှမကြံဘူးအတ္တဆိုတာဒိဋ္ဌိဆိုတာကစိတ်ပဲဖြစ်ဖြစ်ဝေဒနာပဲဖြစ်ဖြစ်ပေါ့ငါပဲဖြစ်ဖြစ်ပေါ့တမယာတိပဲဖြစ်ဖြစ်ပေါ့အထိုင်သဘောရှိနေတယ်ဒီလိုယူထားတာကိလေသာတွေဆိုရင်လည်းဒါအမှုတရားအနေနဲ့ကိန်းနေတယ်ရှိနေတယ်အဲ့ဒါဒိဋ္ဌိပေါ့ ရှိနေရလို့မယူဘူးဆိုတော့လည်းမယူပါဘူးဆိုတော့လည်းသူကလုံးဝမရှိဘူးယုံပြန်တော့တချို့တွေကအယုတ်လည်းမရှိဘူးနာမ်လည်းမရှိဘူးဘာမှတကယ်မရှိဘူးဆိုတော့အဲ့ဒါကြောင့်လည်းအုတ်အုတ်စီတာဒိဋ္ဌိဖြစ်သွားပြန်ပေါ့ဘာမှတကယ်မရှိတာမဟုတ်ဘူးလေစိတ်စေတကြီးယုတ်နိဗ္ဗာန်ဆိုတဲ့ပရမတရားတွေရှိတယ်လို့ဒါဘုရားဟောတာအဲ့ဒါကိုဘာမှတကယ်မရှိဘူးဆိုတော့ဒါဘုရားဟောတာရောင်းမြန်တာဖြစ်တာ ရှိတယ်ဆိုတဲ့နေရာမှာလည်းသွားတော့လို့ပေါ့ကိလေသာတွေစိတ်တွေစေတသိက်တွေကိုဖျားရှင်ရတာအကြောင်းလိုက်ဆိုင်မှာပေါ်တယ်သင်္ခါရတရားဆိုတာအကြောင်းတရားစီရင်မှအကြောင်းတရားတွေယေရှုပြုမှပေါ်တာဒါပဋ္ဌာန်းနေရွတ်နေရဆိုတာအကြောင်းတရားတွေ24မျိုးကိုဒါပြောနေတာအဲ့ဒီ24မျိုးကထောက်ပံ့တော့မှဒီယုံဉာဏ်တွေကမရှိတာကနေပေါ်လာတာသူဖျားကဒီလောက်ထင်ရှားဟောရတာနေတော့ကရှိတဲ့လူတွေယူတော့ရှိတယ်လို့ယူဆပြန်ပြောတယ်ဆိုတော့ယုံဉာဏ်တွေကိုစိတ်တွေကိုတနည်းအားဖြင့်ရှိနေတယ်တည်နေတယ်လို့ယူပြန် ော်တော့အစောနေလည်းရောက်နေတာပေါ့ရှိတယ်လို့ယူတဲ့ဒီဘာလဲယုံညာကိုတဏှာရံမှာရှိတယ်ဆိုပြီးတော့ရှိတရားအနေနဲ့ယူထားတယ်။ဟာရှိနေတာမဟုတ်ဘူးတည်နေတာမဟုတ်ဘူးဒိဋ္ဌဆိုတော့လေကွာဒိဋ္ဌကိုကွာယုံညာနေရလုံးဝမရှိဘူး။အာတကယ်မရှိဘူး။ဆိုပြီးတော့လောက်ပြန်တော့ဥစ္စေတာတိတိအစောရောက်သွားပြန်။ ဒီအကြောင်းတိုက်ဆိုင်မှာမရှိရကားဒီသူသဘောတူဆောင်ပြီးတော့ပေါ်လာတယ်ဆိုတာကိုနားလည်မှရှိတယ်ဆိုတဲ့တတတာဒိဋ္ဌိအစွန်လုံးဝမရှိဘူးလို့ယူဆတဲ့ဥစ္စေတာဒိဋ္ဌိအစွန်นี่လွတ်ပါတော့အမေစီမပရိပတာဆိုတာကဒီအစွန်นี่ကိုနားလည်မှအစွန်လွတ်အောင်ယုံလို့ရမှာတို့ကအစွန်တစ်ဖက်ရှိတယ်ပြီးတော့မှအဲ့အလဲကိုတို့ကမေစီမပရိပတာလို့ထင်တယ် သူကရှိတယ်လို့ယူဆရတာနေသွားဒီရှိတာလေးကကောင်းတယ်ဆိုတော့သူကလောဘအစွန်ဖြစ်သွားတယ်ဒီရှိတာလေးကိုမကောင်းဘူးလို့ယူတော့သူကဒေါသအစွန်ဖြစ်သွားတယ်ဒီကရှိနေတာလည်းမဟုတ်ဘူးလုံးဝမရှိတာလည်းမဟုတ်ဘူးလက်ခုပ်ကြံတော့ပဲပေါ့ကျောင်းထဲဆိုင်မှာပေါ်တယ်ကျောင်းကင်းသွားရင်ချုပ်ပြောက်သွားတယ်အခုပေါ်ပြီးတော့ခုပြောက်သွားတော့သူကကောင်းတယ်လို့လည်းပြောလို့မရဘူးဆိုးတယ်လို့လည်းပြောလို့မရဘူး သူအကြောင်းတရားရှိရင်ပေါ်လာမယ်ဖြစ်လာမယ်ပြီးရင်အကြောင်းတင်သွားရင်ချုပ်ပြောက်သွားမယ်ဒါပဲအယုံဉာဏ်တွေကိုရှိနေတယ်လို့ထင်နေတာဒါမှမဟုတ်လည်းလုံးဝမရှိဘူးလို့ထင်နေတာမောဟပဲရှိနေတယ်ထင်ပြီးတော့မှကောင်းတယ်လို့ရင်သွားလောဘကိလေသာဖြစ်တယ်ရှိတယ်ထင်ပြီးတော့မှမကောင်းဘူးလို့ရင်ဒေါသကိလေသာဆွံရောက်တာ ောဒကိဋ္တိတအဆုံးတော်တော်အထကီလမထလူယောဂလို့ခေါ်တယ်။ရှိတယ်တင်ပြီးတော့မှတွေ့သားစရာလို့တင်ပြီးတော့မှညှိတွယ်နေတာကိုကာမကာမဒုက္ခယောဂလို့တို့ခေါ်တာပေါ့။တော့ဒေါရအဆုံးလောဘအဆုံးပေါ့။အဲဒေါရအဆုံးလောဘအဆုံးကဘာကြောင့်ဖြစ်လာလဲဆိုတော့မောဟဆိုတဲ့အမှန်မတိဖို့ပေါ့။ယုံဉာဏ်တွေကို ကြောင်းတဲ့ဆိုင်မှာပေါ်တယ်ကြောင်းကင်းသွားရင်ချုပ်ပြောက်သွားတယ်ဆိုတော့သဘောမှန်ဝင်တော့ပညာဉာဏ်နဲ့မသိဘူးအဲ့တော့ကျွန်တော်ကမောဟဝိဇ္ဇာဆိုတာယုံဉာဏ်တွေကိုရှိတယ်လို့ထင်ပါတယ်ဒါမှမဟုတ်လည်းလုံးဝမရှိဘူးလို့ထင်ပါတယ်ယုံဉာဏ်တွေကိုတကယ်မဟုတ်ဘူးလို့ထင်ပါတယ်ဘာလည်းဘုရားဆိုတာပြဉ္ညာတွေကိုပြောတာဒီယုံဉာဏ်ကို ထိတာတောနာလေးတွေကိုတို့သတိထားနေပါထိတာတောနာလည်းတဘူကရှိတာပေါ့ဒီအာယုန်နဲ့တောနာတိုက်တော့မှထိတဲ့သဘောတောနဲ့သဘောလေးရတယ်မရှိရကနေဖြစ်ပေါ်တာတောက်လျှောက်ကြီးဒီပထဝီဒီပထဝီဒီဟာဒီဟာအနေနဲ့ရှိနေတာမဟုတ်ဘူး ီတော့မှတိမှုဆိုတဲ့စိတ်တွေပေါ်လာတာပေါ့။အော်တိတိတတိတိတော့မှတိမှုတွေပေါ်လာမယ်။ဖြည့်စိတ်နောက်စိတ်တွေပေါ်လာမယ်။အဲ့ဒီပေါ်မှာတတိကတ်ရမယ်။တိတိတတိတိဆိုတာစိတ်တွေပေါ်တာကိုပြောတာ။တိတော့မှတိမှုတွေပေါ်လာစိတ်တွေပေါ်လာဝိညာဉ်တွေပေါ်လာတင်ညာတွေပေါ်လာအဲ့ခါမှာပေါ်စဲပေါ်ကိုင်းပေါ်ပြီးပေါ်ကိုင်းတတိထားနိုင်အောင်ကြိုးစား မှတ်ထားတဲ့တရားကျင့်ရတော့စေပါပါပြီ။တကယ်တရားကျင့်ရတော့ဒီဉာဏ်ပညာဖြစ်အောင်ကြိုးစားနိုင်တဲ့အချိန်တိုင်းဟာတရားအားထုတ်ခြင်းပဲ။